အရေးပြားတဲ့ရာရံပြီးတော့ဒီကျင်းဆက်တဲ့ခံစားချက်တွေပြီးလို့ရှိရင်ဖူးပိန်နေတာမျိုးတွေကိုကောက်ဖဲ့ပြီးတော့ပေါ့နော်အခြေအနေတွေကိုအရန်ကိုမဆိုးပါတယ်နော်ဒါကြောင့်မို့လို့ဒီနေ့အရေးပြားတွေဖူးပိန်ထူထပ်နေတဲ့တွေ့တွေအတွက်ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော် အရင်ဦးဆုံးပေါ့နော်ကိုရဲ့အရေးပြားကရာရနေတဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်အရင်ဆုံးဆုံးဖြတ်ချက်ချပေးဖို့လို့ပေါ့နော်တာမန်ရာရနာလားဒါမှမဟုတ်လို့ရှိရင်အနီကွက်ထနေတာမျိုးတွေကြမ်းတမ်းနေတာမျိုးတွေအဖုတွေထပြီးတော့အရေးကြီးဘူးတွေမှာရှိမရှိဆိုတာကိုကိုကစစ်ဆေးပေးဖို့လိုပါတယ်နော် အရေပြားတဲ့နဲ့ရာရဏကိုပတ်သက်ပြီးတော့ပေါ့နော်အဖြစ်များဆုံးယောဂလက္ခဏာတွေထဲမှာဆိုလို့ရှိရင်ဥပမာအရေပြားကရိယာထဲမှာပေါ့နော်အနေငယ်ခန့်တာရာရံပြီးတော့ဥပမာလက်မောင်းလို့လိုမျိုးပေါ့နော်ခြေထောက်လို့လိုမျိုးဒါမှမဟုတ်လို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးရာရံနေတာမျိုးတွေအဲ့ဒါတွေလည်းရှိတယ်နောက်တစ်ခုမှဆိုလို့ရှိရင်ညီမြန်းတာပေါ့နော်ဥပမာအဖုပိုင်တွေများတာအပြောက်ပြက်တွေများတာအရေကြီးဖူးတွေထွက်ပြီးတော့ဒါကညီမြန်းတဲ့ အရာရခြင်းပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်အည်ပြားတွေခြောက်တွေ့ပြီးတော့ကွက်အပ်နေတဲ့သူဆိုလို့ရှိရင်အသားရည်လိုမဟုတ်ပဲနဲ့အကြည့်ခွန်လိုမျိုးဥပမာအည်ပြားတွေမျိုးဆိုလို့ရှိရင်ဒါကအသားရည် ချပြီးတော့ကွဲအပ်တာမျိုးတွေပေါ့နော်တခါတလေမှဆိုလို့ရှိရင်အသားရည်ရာရန်ချင်းထက်ကြာရှည်ပြီးတော့ပြင်းထန်တတ်တယ်ဒါကရာတဲ့နေရာမှာဆိုလို့ရှိရင်ကိုကကုတ်ဖဲ့တာမျိုးတွေပို့ပြီးတော့ရာလာတတ်တယ်နော်ရာလေးလေးကုတ်လေးလေးဖြစ်တယ်ဆိုလို့ရှိရင်ဒီရာအကုတ်တဲ့နေရာကဖျက်လို့လည်းအလွန်လွယ်ကူမှာမဟုတ်ဘူးအေးပြားတွေကိုလည်းထိခိုက်စေနိုင်တယ်ပြီးလို့ရှိရင်ပိုးတွေလည်းဝင်စေနိုင်ပါတယ်နော် ဒါဆိုလို့ရှိရင်အထက်မှာဖော်ပြထားတဲ့ဒီမပါဝင်သေးတဲ့တခြားလက္ခဏာတွေလည်းရှိပါသေးတယ်เนาะတကယ်လို့ကိုယ်စီမှာပေါ့เนาะဒီယောဂလက္ခဏာများတခုခုရှိနေမလားစိုးရိမ်နေမယ်ဆိုလို့ရှိရင်ဆရာဝန်တွေနဲ့အရင်တိုင်းပြီเนาะဘယ်အချိန်နှင်းမှာဆရာဝန်တွေနဲ့တွားရပြီးတော့သွေးဆုံသိလဲဆိုလို့ရှိရင်ဥပမာနှစ်ပတ်ထပ်ပြီးတော့ပေါ့เนาะပူကြနေရင်နောက်တစ်ခုမှာဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုယူဆိုင်နေလျက်နဲ့ဒီမတက်တာတာမျိုးတွေနောက်တစ်ခုမှာဆိုလို့ရှိရင်ပြင်းထန်တဲ့ကြောက်ကြောက်မလို့နေ့စဉ်ကိုလှ ပ်နေတဲ့အလုပ်တွေမလုပ်နိုင်တာမျိုးတွေအဲ့လိုမရအောင်ပြီးလို့ရှိရင်ရားရနေတာမျိုးတွေပြီးလို့ရှိရင်ဘာကြောင့်ရားရနေမှန်းလဲကိုကမသိနေတာမျိုးတွေခန်းတို့ ိုယ်တစ်ခုလုံးမှာဆိုလို့ရှိရင်ရားရံ့နေတာမျိုးတွေအလွန်အမင်မမောပန်းတာမျိုးတွေဥပမာကိုယ်လေးချိန်နေကြနေတာမျိုးတွေဝန်းသွားအခြေအနေပြောင်းနေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်စီခဏခဏသွားနေတာမျိုးတွေရားတာများပြီးတော့အည်ပြားနှီးမြန်းတာမျိုးတွေပြီးလို့ရှိရင်ကောက်တာများပြီးတော့အဖျားတွေထနေတာမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့အရင်တိုင်ပင်သိတယ်နော် အေးပြားရရနာတွေနဲ့ဖြစ်ပွားနိုင်ခြင်းမရှိနိုင်တဲ့အကြောင်းရင်းတွေလည်းရှိတယ်။ဥပမာဆိုလို့ရှိရင်ရာတီဥတုကြောင့်နော်ပြီးလို့ရှိရင်အလစ်ချစ်ကြောင့်ဥပမာပန်းနိုင်ချက်တွေနှင်းခုလိုမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုမှဆိုလို့ရှိအသက်ရွယ်ပေါ့နော်လူကြီးဖြစ်စေအေးပြားရရနာတွေလည်းပို့ပြီးတော့ဖြစ်နိုင်ခြင်းပုံများတယ်နော်။ ဒါတွေမှမဟုတ်ပဲနဲ့တန်းတွေတန်းကောင်တွေခလေးအရွယ်တွေပါပေါ့နော်ကုဆိုင်ယောဂါများဒါမှမဟုတ်လို့ရှိရင်ထူထက်တဲ့အလူအဖွဲ့စီများတွေမှာကိုကနေထိုင်နေလင်ဒါမှမဟုတ်လို့ရှိရင်အလုံးပိုက်တဲ့အာကစားဖက်နှက်များချေအိတ်တွေပေါ့နော်အရေးဆုံးနိုင်တဲ့အရာတွေကိုကသွဲပုတ်ထားတယ်ဆိုလို့ရှိရင်မှုတွေပွားဖွားနိုင်ခြင်းကနေပြီးတော့ရာရက်နာမျိုးတွေလည်းဖြစ်စေတယ်နောက်တစ်ခုမှဆိုလို့ရှိရင်အိမ်တွင်အိမ်တိရစ္ဆာန်တွေမွေးပြီးတော့ဒီ insect တွေကိုထိတွေ့မိကြအခါကြလို့ရှိရင်တကူ တက်ရှင်မှုတွေမရှိတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းရားရနာမျိုးတွေလည်းဖြစ်နိုင်ကြေပို့ပြီးတော့မြင့်မာစေနိုင်တယ်နော်ဒါဆိုလို့ရှိရင်အည်ပြားရာရနာနဲ့ပတ်သက်ပြီးတော့ဘလို့အတိပြည့်ပွေလို့နိုင်လဲဆိုလို့ရှိရင်အည်ပြားရာရနာနဲ့ပတ်သက်ပြီးတော့ဆရာဝန်ဒါမှမဟုတ်လို့ရှိရင် ကိုယ့်ရဲ့ယောဂအရာဆိုရင်ရှိတာမျိုးတွေပေါ့နော်စန္ဒတာမျိုးတွေအတိပြုတာမျိုးတွေကိုကလုတ်ပေးရလိုက်မယ်နော်ဥပမာဆိုလို့ရှိရင်ဆရာဝန်တွေနဲ့သွေးဆုံတာမျိုးတွေကိုယ့်ရဲ့ဒီယောဂအရာဆိုရင်မျိုးတွေပေါ့နော်တချို့လူတွေဆိုလို့ရှိရင်အည်ပြယောဂဖြစ်နေတာမျိုးတွေလည်းရှိနိုင်တယ်နော်ဒါကြောင့်မလို့သွေးစစ်ကြည့်ပါပြီးလို့ရှိရင်အည်ပြရားရရနာမျိုးတွေဆိုလို့ရှိရင်တချို့လူတွေဆိုလို့ရှိရင်တန်သက်ချိုးတဲ့တာမျိုးတွေအသွေးမိုင်းယောဂမျိုးတွေဆရာဝန်စီကနေပြီးတော့ရှိမရှိသွားပြီးတော့မြင်မြန်သိပါရနော် ကဲဒါဆိုလို့ရှိရင်အရေးပြားတွေအဖူပိန်တွေထူထပ်နေတဲ့သူတွေရဲ့ပြဿနာကအရေးပြားရောပါလားဒါမှမဟုတ်လို့ရှိရင်ရားရနေတာဘာတွက်ကြောက်လဲဆိုတာကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel လေးကိုဟူတီနဲ့ subscribe လေးနှိပ်တော်ပေးဖို့မမေ့ပါနဲ့အောင်เนาะ